မင်္ဂလာပါတီချတီနာဖြစ်ပါတယ်တီချတီနေ့တင်မှာက grade 12 math ရဲ့ chapter 3လေး analytical solid geometry အပိုင်းမှာအခု exercise 3.4လေးတော့မှာဖြစ်ပါတယ်အဲ့တော့တီချရဲ့ video channel ထဲမှာဒီ video ကိုစတွေ့တဲ့ကလေးတွေပြီးတော့ငကိုကြည့်နေတဲ့ကလေးတွေက playlist ထဲမှာရှာမကြည့်တတ်တဲ့ကလေးတွေ playlist ထဲကိုဝင်လိုက်ပါ channel ထဲရောက်လို့ရှင်အပေါ်ကောင်းစင်နေတဲ့က playlist ထဲကိုဝင်ဝင်ပြီးကိုကြည့်ချင်တဲ့ chapter လေးတွေကိုစာရေးထားတာဖြစ်တဲ့အတွက်ရွေးပြီးကြည့်ပါပြီးရင် chapter ဖွင့်လိုက်တဲ့အခါမှာကိုကြည့်ချင်တဲ့ chapter ဖွင့်လိုက်ရင် part တွေကိုဟိုအနောက်အဆုံးထိကြည့်ပေးပါဗီဒီယိုကဘာလေးတွေပေါ်မှာ exercise တွေ example တွေ notes တွေရေးထားတာဖြစ်တဲ့အတွက်ရွေးချယ်ပြီးကြည့်ရှုနိုင်ပါတယ်တခြားဓာတ်တွေက exercise တွေကတော့နောက်မှာရှိမှာ part ကရှေ့ပိုင်းတွေမှာ example နဲ့ အစ်စံပါနဲ့ notes အရင်တွေ့ပါလိမ့်မယ်။နောက်မှာက exercise တွေရှိမှာဖြစ်ပါတယ်။ကဲအဲ့ဆိုဒီချက်လို့ဆက်ကြည့်အောင်နော်။ဆိုတော့ exercise 3.4လေးက number 1မှာမိခွန်းက find the equation of the plane နဲ့ equation of the plane ဆိုတော့ plane ရဲ့ equation ကိုရှာပါတဲ့။ဆိုတော့ AB နှစ်ပုတ်ပေးထားတယ်။ဒါဆိုရင်ဒီချက်က plane equation လို့ပြောလိုက်တာနဲ့ formula နဲ့ notes ဒီအလွတ်ရနေရမှာဖြစ်တယ်။ဒါကြောင့်မလို့ plane equation လို့ပြောလိုက်တာနဲ့မြင်ရမှာပါလေ။ AX + by plus cz equal to 0ဒါလေးမြင်ရမယ်เนาะဒါက plain equation အဲ့လိုမြင်လိုက်ပြီဆိုမှဒီချက်တို့ဘာတွေရှာရမလဲဆိုတာကိုကြည့်မှာအဲ့ဒါဆိုဒီမှာရေးဖို့ equation လို့ပြောတဲ့သဘောတရားဒီ x တိ y တွေက equation မှာကြံနေရမှာဖြစ်တယ်เนาะအဲ့ဒါဆိုရင်ထည့်ရမှာကဘာလဲဆိုတော့ a တိရမယ် b တိရမယ် c တိရမယ်เนาะ ax + by + cz = d ဖြစ်ရမှာเนาะ အဲ့ဆိုတော့ဒီချက်တို့ဘာလဲတိဖို့လိုလဲ D လဲတိဖို့လိုတယ်ဆိုတော့ A B C D ရှာဖို့လိုတယ်ပေါ့အဲ့ဒါဆိုရင် D လေးရဲ့ formula ကိုလည်းပြောမယ် D ရဲ့ formula ကဘာဖြစ်မလဲ AX1 BY1 CZ1 ဖြစ်တယ်နော်အဲ့ဒါဆိုရင်ဒီမှာ A B C သိရင် D တွက်လို့ရမယ် D သိပြီဆိုဘာလုပ်လို့ရမလဲ plain equation မှာအစားသွင်းလို့ရသွားပြီပေါ့အဲ့တော့ဆိုဒီမှာသုံးမဲ့ x1 y1 z1 လေးကဘယ်သူ့ကိုယူရမလဲဒီမှာရှိတဲ့ point 3ခုเนาะပုံစံမှာပေးတဲ့ point 3ခုတည်းကစိုက်တဲ့အမှတ်တစ်ခုကိုယူလို့ရတယ်လွယ်ကူတာယူရင်မြန်မြန်အပြည့်ထွက်မယ်ပေါ့เนาะကဲအဲ့ဒါဆိုရင်ဒီစရုပ်အရင်ဆုံး abc တွက်ဖို့အတွက်ကဘာအရင်သိဖို့လိုလဲ directive value သိဖို့လိုတယ်ဆိုတော့ abc လို့ပြောတဲ့အတွက် ab ရဲ့ directive value အရင်တွက်မယ်ဒါကြောင့်မလို့ direct predictive value of ab ab လို့ပြောရင် b တဲက a ကို not minus 5 minus 2ဆိုတဲ့အတွက် minus 7 comma 2 plus 5ဆိုတဲ့အတွက် plus 7 comma 4 minus 4ဆိုတော့0ဒါဆိုရင်ဒီချက်တော့ပထမအဲတခုရသွားပြီเนาะ AB ရသွားပြီ BC ရဲ့ targeted value နော် directive value of bc ဆိုရင် c ရဲက b ကိုနော် c ရဲကဆိုတဲ့အတွက် -2 minus minus, minus 5ဆိုတော့ minus 2 plus 5ဆိုတော့ဘလူးကြီးကလည်း plus ကြီးရဲ့အတွက်3 comma 1 minus 2ဆိုတဲ့အတွက် 1 sorry 3 2ဆိုတဲ့အတွက်1 minus 1 minus 4ဆိုတဲ့အတွက် minus 5เนาะဒါဆိုဒီစရုပ်ပါရသွားပြီလေ3 1 minus 5က bc ရပြီဆိုတော့ directive value နှစ်ခုရပြီဆိုရင် abc တွက်တော့မယ်เนาะအဲ့တော့ abcd ရဲ့ formula ဒီပါလုပ်ပေးရတယ် directive value နှစ်ခုကိုအစင်လိုက်ရေးမယ်အဲ့တော့အပေါ်တစ်ခုကိုအစင်လိုက်နှစ်ကြော့ရေး -7 7 0 -7 7 0เนาะအောက်က derivative value လဲနှစ်ကျော်ရေး31 - 5 31 - 5ထိတ်ဆုံးနဲ့နောက်ဆုံးကိုပဲအလယ်တစ်ခုကို crossing သွားမယ် crossing သွားတဲ့အခါ down ပြီးမှ up เนาะ down ပြီးမှ up လို့ပြောတဲ့အတွက် down အရင်ဆင်းမယ် နော်ဒေါင်းအရင်ဆင်းမယ်ခွန်9လီ35 35ဒါအီအတွက်နော်ခွန်9လီ35က -35 ပြီးရင် up တက်မှာဖြစ်တဲ့အတွက်1နဲ့0နဲ့မြောက်တော့0ဆိုတော့ -0 ဆိုတော့ -35 ပေါ့ဒါအေးရပြီเนาะ B ရချင်းရင်လဲ down ဆင်းမယ်ဆိုတော့ down အရင်ဆင်းเนาะ0နဲ့3နဲ့မြောက်တော့0ပြီးရင် up တက်မယ်ဆိုတော့ minus 5နဲ့ minus 7ဆိုတော့ minus minus က plus ခေါင်းကားလီယာ35ဆိုတော့ plus 35နှုတ်ရမှာဖြစ်တဲ့အတွက် minus 35ပေါ့เนาะမြောက်တာက plus ရတာเนาะနှုတ်ရမှာဖြစ်တဲ့အတွက် minus 35ဆိုတော့ equal to minus 35 ကဲအဲ့ဒါပြီးရင်နောက်တစ်ခု c c အတွက်လည်း down အရင်ဆင်းမဲ့ဆိုတဲ့အတွက် -7 เนาะ -7 အရင်လာမယ် -7 နှုတ်မယ် up တက်မယ်ခွန်3လီ21ဆိုတော့21ဆိုတော့18ရဲ့ mouse ဆိုတော့21နောက်တစ်ခု minus minus ဆိုတော့2တာဖြစ်တဲ့အတွက် minus 28ရမယ်။ဒါဆို ABC ရသွားပြီ။ ABC ရရင်ဘယ်သူ့ကိုတွက်လို့ရပြီလဲ။ D ကိုတွက်လို့ရပြီ။အဲ့တော့ D D formula က AX1 BY1 CZ1 equal to ဆိုတော့ a နေရာမှာဘယ်လောက်ထည့်မလဲ minus 35ထည့်မယ် x1 ကကြိုက်တဲ့အမှတ်ယူလို့ရတယ်လို့ပြောတဲ့အတွက်ဒီချက်ကအိဆုံး point ပဲယူလိုက်ပါမယ် နော်ထိတ်ဆုံး point A လေးကိုပဲယူလိုက်မယ်နောက်က C ကိုယူချင်လဲရတယ်နော်ဆိုတော့ A လေးကိုယူလိုက်မယ်ဆိုတော့ A ဆိုတော့2ထဲမှာပေါ့နော် x1 က2 plus B နေရာမှာက minus 35 y1 နေရာမှာက minus 1 plus c c ကကြတော့ minus 28ပြီးရင် into 4ပေါ့နော် ဇက်က4အဲ့ဆိုတော့အဲ့ဒါ၄ခုရှင်းလိုက်ရင်အဖြေကဘယ်လောက်ရလဲဆိုတော့ -7 ရတယ်เนาะကိုကကိုကယ်ကူလေတာနှိပ်ကြည့်လိုက်เนาะ -7 ရတယ်ဒါဆိုအဲ့ဒီဟာ -7 ရပြီးသွားလို့ရှိရင်ဒီချက်တို့ equation ရေးလို့ရပြီဖြစ်တဲ့အတွက် that require the equation of the require plane ပေါ့เนาะဆိုတော့နောက်တစ်မျက်နှာမှာရေးလိုက်မယ်เนาะ the equation therefore the equation of the plane. require play. Require blink is no a x plus b y plus c z zero so, a x zero so, e minus thirty five x plus b y so that b l minus thirty five y no c z so c ga minus twenty eight z equal to d လို့ပြောတဲ့အတွက် d ကဘယ်လောက်ရလဲ -7 ရတယ်เนาะအဲ့တော့ဒါလေးကိုတခြားလို့မလုပ်လို့ရလဲအနှုတ်နဲ့မြောက်လိုက်မယ်ပြီးရင်ခွန်နဲ့ဖြတ်တဲ့အတွက်အားလုံးခွန်နဲ့စားလိုက်မယ်เนาะအဲ့ဆိုတော့အနှုတ်နဲ့လည်းမြောက်လိုက်တဲ့အတွက်အပေါင်းဖြစ်သွားမယ်ခွန်၅လီ35အပေါင်းဖြစ်သွားမယ်ခွန်၅လီ35ခွန်၄လီ28เนาะ ဆိုတော့ 4z equal to quantity ကိုဆိုတော့1အားလုံးကိုအနှုံနဲ့မြှောက်လိုက်တဲ့အတွက် plus ဖြစ်သွားတယ်ဆိုတော့ဒါသူ့ရဲ့ equation ရသွားပြီပေါ့နော်ဒါဟုတ်ပြီနောက်တစ်ခုကြည့်မယ် b ကိုကြည့်မယ်အဲ့တော့ b အတွက်လည်းတခြားလိုပါအရင်ရှာမယ် directive value အရင်ရှာမှာဖြစ်တဲ့အတွက် directive value of ab ဆိုတော့ b တွေက a ကိုနှုတ်ဆော1 4ဆိုတော့ minus 3 comma minus 2 minus 2ဆိုတော့ minus 4 comma 4 plus 3ဆိုတော့7ဒါဆိုတော့ဒါက directive value တခုရပြီနောက်တစ်ခု directive value of bc ပေါ့เนาะ bc ဆိုရင် c တဲက b ကိုနှုတ်မှာဆိုတဲ့အတွက် minus 1 minus 1ဆိုတော့ minus 2 comma 0 minus minus 2ဆို0 plus 2မလို့ plus 2 3 minus 4ဆိုတော့ minus 1ဒါဆိုရင်ဒီ share ရဲ့ directive value နှစ်ခုရပြီ minus 3 minus minus 4 7နဲ့ -2 2 -1 ခဲ့ရပြီဆို ABC ရှာမယ်ဆိုရင်သူ့ကိုနှစ်ကြော့ရေးဆိုတဲ့အတွက်3 -4 7 -3 -4 7နော်ပြီးရင်ဒုတိယလည်းနှစ်ကြော့ရေး -2 2 -1 -2 2 -1 ထိတ်ဆုံးနဲ့နောက်ဆုံးကိုပဲအလဲကို crossing မြဆိုတဲ့အတွက် down ပြီးမှ up ဆိုတော့ down အရင်လာမယ်အဲ့ဒါ A အတွက်ဆိုတော့ 4ပေါ့เนาะ minus minus က plus 4ဖြစ်မယ်ပြီးရင် up ဆိုတော့ခွန်းလီယာ14ဆိုတဲ့အတွက်နှုတ်မှာမို့လို့ minus 14ဆိုတော့ minus 10ရမယ် b အတွက် down ဆင်းမယ်ခွန်းလီ14က minus ဖြစ်မယ်เนาะ minus 14 up တက်မယ်ဆိုတဲ့အတွက် plus 3ဆိုတော့ minus 3 equal to minus 10เนาะတခါ c အတွက်လာမယ် c အတွက်ကိုလည်း down အရင်ဆင်းမယ်ဆိုတော့3နဲ့6ဆိုတော့ minus 6 up တက်မယ်ဆိုတဲ့အတွက် plus 4နဲ့8ဆိုတော့ minus 8เนาะ equal to ဆိုတော့လက္ခဏာတူတဲ့အတွက်14ရမယ် minus 14 ကဲဟုတ်ပြီအဲ့ဆိုတော့ teacher တို့ abc လေးရသွားပြီဆိုတော့ d တွက်မယ် d equal to d ax1 plus by1 plus cz1 ဆိုတော့ equal to a က minus 10 x1 y1 z1 ကကြိုက်တာယူလို့ပြောတဲ့အတွက်တချက်လွဲတာလေးယူမယ်ဒီတစ်ခါเนาะခဏငယ်တာလေးယူလိုက် x1 က -1 plus b b နေရာမှာပါလေ -something y1 က0 plus c က minus 14 z1 က3เนาะကဲအဲ့ဒါဆိုရင်သူ့ကိုရှင်းလိုက်ရင်ဒီပေါ်လေးတူရေးလိုက်မယ်เนาะ equal to ဆိုတော့ minus minus or plus 10ပြန် minus 0ဖြစ်သွားရင်နော်0ဖြုတ်လိုက်တော့မယ်အဲ14ဆို3လေးလီယာ12ဖြစ်တဲ့အတွက်42နော်အဲ့တော့ minus 42ပေါ့ ဆိုတော့ minus 42ဆိုတော့နှုတ်လိုက်တော့ဘယ်လောက်ရလဲ minus 32ရတယ်ဒါကတချို့တို့ d ရသွားပြီเนาะ d ရသွားပြီဆိုတော့ equation ရေးလို့ရပြီ then equation of the equation of the require plane require plane is not ax ဆိုတော့ a က minus 10 x plus by ဆိုတော့ minus 17y cz ဆိုတော့ minus 14z equal to d က minus 32เนาะဒါဆိုရင်ဒီချက်တို့အဲ့ဒါလဲစားလို့ရရင်စားပေးပေါ့เนาะစားလို့မရရင်တော့အနှုတ်တွေကိုဒီချက်အပောင်းဖြစ်အောင်အနှုတ်နဲ့မြောက်လိုက်မယ်ဒီမှာ something ကမနဲ့စုံဆိုတော့မြောက်လို့စားလို့မရဘူးဆိုတော့ 10x အနှုတ်နဲ့မြောက်မယ်နော် plus something y plus 14 z equal to 32ဒါရသွားပြီပေါ့နားလည်ရလားကဲဟုတ်ပြီเนาะအဲ့ဒါဆိုရင်ဒီ channel video လေးကိုဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ